ရုရှားရဲ့နာမည်ကြီး SU-35 တိုက်လေယာဉ်48စီကိုအီရန်ကမှာယူထားတယ်ဆိုပါလေ။ပေါက်ကြားထွက်ပေါ်လာတဲ့ဆာရွက်စာတမ်းအရအီရန်ဟာရုရှားလို့ SU-35 ဗက်စုံသုံးတိုက်လေယာဉ်၄ဒဇင်ကိုမှာယူထားကြောင်းသိရပါလေ။ Black Mirror လို့ခေါ်တဲ့ hacker အဖွဲ့တစ်ခုကရုရှားဆိုရပါ Rostat Corporation လောက်ခံ company ရဲ့ဆာရွက်စာတမ်းတွေနဲ့ကိုယ်စီရောင်းဝယ်မှုမှတ်တမ်းတွေကိုထိုးဖောက်ရယူပြီးအော်တိုဘာလဆန်းမှာဖျောက်ဝင်ခဲ့ပါလေ။အဲဒီမှာအီရန်ကရုရှားတိုက်လေယာဉ်48စင်းကို လို5ဘီလီယံနဲ့6ဘီလီယံကြားဈေးနှုန်းနဲ့ဝယ်ယူဖို့မှားထားကြောင်းတွေ့ရပါတယ်။ Amazon မှာ364ဆိုတဲ့သမချအောက်မှာတော့ Iran ဟာရုရှားရဲ့စုခိုင်း company ထောက်တက်လင်းနေမှာယူထားတယ်လို့သိရပါတယ်။ S35 တရားလေကြောင်းစမွေးအတွက်ဒီကထုတ်ပေမဲ့စီးရဲမရှင်မျိုးတို့အတွက်သုံးနိုင်တဲ့ဘက်ဆောင်သုံးတက်လိရင်တွေဖြစ်ပါတယ်။ပေါ့ကြားလာတဲ့စားစံတွေကိုလေ့လာပြီးတဲ့နောက် Defense Security Asia သုတေသနအဖွဲ့ကအဲ့ဒီလေရင်တွေရဲ့ကိုယ်တယ်ရော လက်နက်စနစ်တို့ပါအီရန်ကအမှားစာပေးပို့ထားတာဖြစ်တယ်လို့သုံးသပ်ပါတယ်။တခြားကာကွယ်ရေးသုတေသနဘလော့တစ်ခုကလည်းအီရန်သာမကပဲအဂျီးယားနဲ့အီသီယိုပီးယားတို့နိုင်ငံတွေက SU-35 တွေကိုရုရှားစီကမှားယူထားတယ်လို့ထုတ်ပြန်ပါတယ်။အော်တိုဘန်တို့ကပေါက်ကြားလာတဲ့စာရဲစာနဲ့ထင်မှာတော့ Rockstar ရဲ့လောကမတန်ပေါင်း300ကျော်လောက်ပါပါတယ်။အီရန်မှာသာရ S35 တွေကို2020ကျောင်းကနေ2028အတွင်းအတုံးလိုက်ခွဲပြီးလက်ခံရဖို့သဘောတူထားကြောင်းသိရပါတယ် ယူရန်မှာလွတ်တော်အမတ်ကြီးဂျာမာရုရှားတိုက်လေရင်တွေဝေယူရေးကိစ္စဆွေးနွေးမှုတွေရှိနေကြောင်းသိရပါတယ်။အမတ်တဦးကတော့ကနဦးစစ်ဖြစ်ရုရှားရဲ့ Mix 29တိုက်လေရင်တွေကိုအီရန်စီစတင်တင်သွင်းမယ်လို့ပြောပါတယ်။ဒါဟာဒီပင်ကပိုင်းပုံမြင့်တဲ့ SU-35 တွေကိုမပိုင်းဆိုင်ခင်ရေတိုအတွက်ကုစားတဲ့ဖြည့်ရှင်မှုလို့ဆိုပါတယ်။နောက်ပိုင်းမှာ SU-35 တွေကိုတဖြည်းဖြည်းဖြည့်တင်းသွားမယ်လို့ပြောပါတယ်။ ဒါရင်မကပဲ HQ9 နဲ့ S400 လေကြောင်းကောက်ွယ်ရေးဒုံးကျည်စနစ်တွေဝယ်ယူကိစ္စကိုလည်းတရုတ်ရုရှားတို့နဲ့ဆွေးနွေးထားတယ်လို့ဆိုပါတယ်။တခြားမတ်တူဖြစ်တဲ့ Farah Hussein Maliki ကလည်းတရုတ်နဲ့ရုရှားစီကလေကြောင်းကောက်ွယ်လက်နက်တွေဝယ်ယူရေးအီရန်ကအရှိန်မြှင့်ဖို့လိုတယ်လို့မှတ်ချက်ပေးပါတယ်။အီရန်ဟာအမေရိကန်ရဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ဒေးရေးပို့ပစ္စည်းဝယ်ယူတဲ့မှုအကျရိုက်နေခဲ့တယ်လို့ခင်ဗျားလေးတဲ့မျိုးလည်းမရှိပါဘူး။ဒီကြိုးစားဟာနှစ်လပိုင်းတော့ကအစ်စွန်းနဲ့ဖြစ်ပေါ်တဲ့ဆက်နှစ်ရဲ့စစ်စစ်ပွဲမှာ တည်တာပေါ်လွင်ခဲ့ပြီးအစ္စရေးအစင်းမြင့်တက်လျင်တွေကအီရန်လေပိုင်းနဲ့တဖက်သက်ကြီးဆိုပြီးချိန်သွားပါတယ်။ပေါ့ကြားလာတဲ့အချက်တွေကမှန်ကန်တယ်ဆိုရင် SU-35 တွေဝယ်တာဟာစစ်စနစ်တော်များတွင်အီရန်ရဲ့အတိုင်းအတာပမာဏအကျယ်ပြန့်ဆုံးလက်လက်စနစ်ဖြစ်တည်မှုအနေနဲ့မှတ်တမ်းဝင်မယ်လို့သိရပါတယ်။